ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောင်းရီမြို့နယ်မှာစစ်တပ်နဲ့ BGF ပူးပေါင်းတပ်များကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်စစ်ဘေးရှောင်ပြည်သူတွေဟာထောင်ထဲချီပြီးတော့ထွက်ပြေးတန်းရှောင်နေရပြီးစားဝတ်နေရေးကူညီမှုတွေနှဲပါနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလဇန်ပိုင်းကစတင်ပြီးတော့စစ်တပ်ကအာရှလမ်းပိုင်းကိုပြန်လည်ထိုးပေါက်လာပြီးတော့မြောင်းရီမြို့ကိုစစ်ကြောင်းတွေရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်လေးကီကောမြို့ပတ်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာတယ်လို့ပြောပါတယ်။ဒါကြောင့်လေးကီကောမြို့တင်တဲ့လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများက ပြည်သူတွေထောင်ထဲအခြေပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မိုးရွေးရာသီဖြစ်တဲ့အမည်စေပေးရှောင်ပြည်သူများဟာအမိုးအကာအခက်အခဲများရှိနေတဲ့အပြင်စားဝတ်နေရေးအခက်အခဲများကိုလည်းကြုံတွေ့နေရတယ်လို့ပြောပါဗျ။ယခင်ကစေပေးရှောင်ပြည်သူတွေများလာရင်ပြည်သူများကဝိုင်းဝန်းကူညီခဲ့ကြတော့လေ။ယခုခါမှာတော့ပြည်သူတွေဘက်ကလည်းကုညီမှုတွေနှဲပါနေတယ်လို့စေဘေးဆောင်အေးကုညီပေးနေတဲ့ဒုတိယဦးကပြန်လည်ပြောပြထားပါတယ်အခုစစ်တပ်ကမြောက်ဝတီကနေလေးကေကောကိုလမ်းကြောင်းတစ်လျှောက်ကို စစ်ကြောင်းထိုးနေတော့ဂျေးရွာနေပြည်သူတွေဟာအားလုံးထွက်ပြေးတိမ်းရှောင်နေရပါတယ်။စစ်ဘေးရှောင်အရေးအတွက်တော့အတိအကျမသိရသေးဘူး။ဘာလို့လဲဆိုတော့အကုန်လုံးကဒဇူတဝေးတည်းမဟုတ်ဘဲနဲ့နေရာပေါင်းစုံကိုကွဲထွက်ပြီးတော့ထွက်ပြေးနေရလို့ပါ။နောက်ပြီးတော့အခုနောက်ပိုင်းပြည်သူတွေမှာလည်းပြည်သူတွေကိုယ်တိုင်ကိုယ်ကစားဝတ်နေရင်းနဲ့စီးပွားရေးတွေအရန်ချက်တဲတော့မလူနိုင်ကြတော့ဘူးလို့စစ်ဘေးရှောင်ရေးကွန်ကြီးသူကရင်လူငယ်တအူးကပြောဆိုထားပါတယ်။ဒါအပြင်စစ်ဘေးရှောင်ပြည်သူတွေဟာထိုင်းနဲ့မြန်မာနယ်စပ်မြစ်ဖြစ်တဲ့တောင်ရင်းမြစ်ကမ်းဘေးမှာဖြစ်တယ်လို့ပဲတဲထိုးနေထိုင်နေရတယ်လို့သိရပါတယ်။အဓိကအားဖြင့်အစားအသောက် အဝိထဲနဲ့အမိုးကံများလိုအပ်မှုတွေများပြားနေတယ်လို့ပြောပါတယ်။စစ်ပေးဆောင်ပြည်သူတွေစီမှာအခုလိုအပ်နေတာကအစားအသောက်လိုတယ်။မိုးရင်းဆိုတော့အမိုးကံနဲ့အဝိထဲတွေလည်းလိုအပ်ချက်ရှိပါတယ်။ အခုတစ်ခေါက်စစ်ဖြစ်တာမှာ GNU ဘက်ကလည်းကုညီမှုတွေရှိတယ် GNU ကပဲအဓိကကုညီနေတာပေါ့ကျန်တဲ့အပြင်ကအလူရှင်တွေကတော့ကုညီတာတော်တော်လေးကိုနည်းသွားပြီပြည်သူတွေကတော့ဒီတစ်ခေါက်စစ်ပွဲကအရင်ထက်ပိုကြာနိုင်တယ်လို့ခန့်မှန်းနေတယ်လို့ထိုင်းမြန်မာနယ်စပ်ကစစ်ပေးဆောင်အရေးကုညီပေးနေတဲ့ CDM ဝန်ထမ်းတအုပ်ကပြောဆိုထားပါတယ်စစ်ပေးဆောင်ပြည်သူတွေထဲမှာကျမ်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များလည်းရှိနေပြီးတော့ကိုဝင်ဆောင်များကလေးငယ်များနဲ့တပ်ကြီးရွယ်အိုများအတွက်ကျမ်းမာရေးစေဝါစောင့်ရှောက်မှုများပေးရန် သူနာပြုဆရာဝန်နဲ့ကျမ်းမာရေးမှူးများလိုအပ်နေတယ်လို့ပြောပါတယ်။စေပြေးဆောင်တဲတွေထဲမှာကလေးတွေကိုဝန်ဆောင်တဲ့တက်ကြီးရွယ်တွေပါပါတယ်။ဒီတစ်ခေါက်စေပြေးရတာကဘာမှအဆင်သင့်မရှိဘဲနဲ့ရုတ်တရက်ကြီးထပြေးရတာလေ။လေးကိန်ကောင်မဆိုရင်တချို့ပြည်သူတွေကအင်းတွေပါတွေပြန်ပြေးပြီးတော့ အခြေတကြတော့ပြန်ပြီးနေနေတဲ့အချိန်ကြောင်းမှာပြန်ပြီးထွက်ပြေးရတာပါဆရာဝန်တူနာပြုနဲ့စေဝါတွေမရှိဘူးထိုင်းဘက်ကိုကူးဖို့လဲခတ်တော့တကယ်တမ်းတည်ရရှင်ဖြစ်လာရင်တော့မှစေးကူးဖို့မလွယ်ဘူးလို့ထိုင်းမြန်မာနယ်စပ်က CDM ဆရာဝန်မတူကရှင်းပြထားပါတယ်လက်တလုံးစစ်တပ်ရဲ့ထိုးစစ်ကြောင်းမြောက်ရီမြို့နယ်လေးကီကောကော့ကရိတ်တို့မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေဆဲဖြစ်ပြီးစစ်တပ်ကလေကြောင်းတိုက်ခတ်မှုများနဲ့မြေပြင်ထိုးစစ်များကိုအချိန်ဟုန်မြင့်တင်လာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ